မင်္ဂလာပါရှင်။2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။မလိုင်မြို့နယ်မှာတပ်မပြည့်သေးတဲ့ကလေးငယ်နဲ့မိခင်အပါ၄ဦးကိုစစ်ကော်မရှင်ကတပ်ဖြတ်ခဲ့ပါတယ်။နထိုးကြီးမြို့နယ်မှာရှိတဲ့ဒေသခံ၈ဦးကိုလည်းတရားခံအဖြစ်ဖမ်းဆီးကတပ်ဖြတ်သွားပါတယ်ရှင်။အာစာပန့်ပိုးနေသူတွေကိုအေးအေးယူပေးဖို့ဘင်္ဂလားဒေ့ရှ်အစိုးရကိုအေအေကတိုက်တွန်းလိုက်ပါတယ်ရှင်။ မြန်မာနဲ့စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိတယ်လို့ကာဇက်စတန်သမ္မတကပြောလိုက်ပါတယ်။အေထိန်ချုပ်ရာတန်လွဲမြို့ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ကဒေသခံတအူသေဆုံးပြီးတော့ကလေးငယ်အပါ၅ဦးဒဏ်ရာရရှိခဲ့ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရဖက်ဒရယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးချစ်ထွန်းကင်ဆာရောဂါနဲ့ကွယ်လွန်သွားပါပြီ။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပရမဇုံတဲ့တပုံအနေနဲ့မန္တလေးတိုင်းမလိုင်မြို့နယ်ထဲကိုမိထီလာကနေထွက်လာတဲ့အကြံဖတ်စစ်ကောင်စီတပ်သားတွေကစက်တင်ဘာ25ရက်နေ့ညပိုင်းလောက်မှာအင်အား100ကျော်နဲ့စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ဒေတာခန့်တွေချာကနေသိရပါဗျ။အဲ့ဒီအကြံဖတ်စစ်ကောင်စီတပ်သားတွေဟာစက်တင်ဘာ26ရက်နေ့မနက်ပိုင်းမှာတော့မလိုင်မြို့နယ်အင်ဂျီရောရွာထဲကိုဝင်ရောက်သွားပြီးတော့ရွာထဲမှာရှိတဲ့အသက်73နှစ်ဝင်းကျင်အရွယ်ကလေးတယောက်ကို မရင်းကျင့်တက်ဖြတ်ခဲ့သလိုအမြင်အာရုံမကောင်းတဲ့မိခင်ဖြစ်သူကိုလည်းတက်ဖြတ်သွားတယ်လို့ဆိုပါတယ်။အလားတူပဲအဲ့ဒီနေ့မှာပဲအင်ဂျီတော်ရွာကနောက်ထပ်လေဖြတ်နေတဲ့ညီမဖြစ်သူနဲ့အရက်နာကြနေတဲ့အကိုဖြစ်သူတို့မောင်နှမနှစ်ယောက်ကိုလည်းစစ်ကောင်စီတပ်သားတွေကတက်ဖြတ်ခဲ့ပြီးတော့ဒီနေ့အထိရုတ်လောင်းပြန်လဲမရရှိသေးပါဘူး။အသက်ခံရတာရွာမြောက်ပိုင်းကဟာတွေပဲသူတို့ဘက်ခေါ်တာတော့မြောက်ရွာခေါ်တာပေါ့။ရွာကတေရွာသေးပဲတောင်ဘက်ခြံမြောက်ဘက်ခြံခေါ်ကြတာ။ စစ်ကြောင်းဝင်တော့ဒေါ်ဝဲဆိုတဲ့အမျိုးသမီးကလည်းအသက်50ကျော်သူကလည်းမျက်စိမကောင်းတော့မရှောင်ဘူးပေါ့ရွာကနေပြောပုံအရသူတို့ကကောင်မလေးကိုအရင်စော်ကားတာမအေကမလုပ်ဖို့ပြောတော့မှမအေကိုတတ်ပစ်လိုက်တာမအေကိုတတ်ပြီးမှကောင်မလေးကိုစော်ကားပြီးတတ်လိုက်တဲ့သဘောရွာမြောက်ဘက်ခြမ်းမှာပဲလေဖြတ်နေတဲ့ကောင်မလေးတယောက်ရဲ့ရက်နာကြနေတဲ့အကိုရဲ့ကိုတတ်သွားတာလို့နှထိုးကြီးမြုပ်ကန်တယောက်ကပြောပါတယ် အင်ဂျီတော်ကျေးရွာကိုအရင်ကစစ်ကောင်စီတပ်သားတွေကဖျက်တမ်းသွာလာတာမျိုးလောက်ပဲရှိပြီးတော့အခုအခါမှာတော့ရွာထဲကိုစစ်ကြောင်းထိုးဝင်ရောက်တာကြောင့်ဒေသခံတွေအသက်ခံရသလိုကျေးရွာ6ရွာထပ်မနေလဲတိတ်ဆောင်နေရပါတယ်ရှင်ဒါပြင်စက်တင်ဘာ29ရက်နေ့မှာလဲအဲ့ဒီအကြံဖတ်စစ်ကောင်စီတပ်သားတွေဟာနထိုးကြီးမြို့နယ်မှာရှိတဲ့ရွာသားအေးရွာထဲကိုဝင်ရောက်သွားပြီးတော့ရွာထဲကဖမ်းဆီးထားတဲ့ဒေသခံ၈ယောက်ကိုလည်းတပ်ဖြတ်သွားတယ်လို့သိရပါဗျ။အသက်ခံရတဲ့သူတွေကဘယ်သူတွေလဲဆိုတာတော့စုံစမ်းနေတော့မှာ အသက်တွေလည်းမတိသေးဘူးမရှောင်တဲ့သူတွေပိတ်မိနေတဲ့သူတွေကိုတစားကန်ဖြစ်ခေါ်ထားပြီးတော့တတ်လိုက်တာလို့အဲ့ဒီနှထိုးကြီးနှေခမ်းတအုပ်ကဆက်လက်ပြောဆိုပါတယ်လက်ရှိအချိန်ထိလည်းအဲ့ဒီစစ်ကောင်စီတပ်သားတွေဟာရွာသားအေးကြီးရွာထဲမှာပဲရှိနေဆဲဖြစ်တယ်လို့သိရပါတယ်ရှင်နောက်ထပ်သတင်းပုံအနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအခြေစိုက်ထားတဲ့အစ္စလာမစ်လက်နက်ကိုင် အာဆာရိုဟင်ဂျာစီးလုံးညီညွတ်ရေးအဖွဲ့ RSO အဖွဲ့တို့ကို ဘင်္ဂလားဒေ့ရှ်နေဂျာဆောက်တပ် BGB မှာအရာရှိတချို့ကထောက်ခံမှုတွေရှိနေသဖြင့်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အ мян ဆုံးဖော်ထုတ်အရေးယူတင်ပြီးလွတ်ထားမယ်ဆိုပါကနှစ်ဖက်နယ်ဆက်တည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးတို့ကိုထိခိုက်စေနိုင်တယ်လို့အာရခတ်တော် A ကယမန်နေ့မှာထုတ်ပြန်ပြောဆိုပါတယ်ပြခဲ့တဲ့စက်တင်ဘာ16ရက်နေ့ကစတင်ကအာဆာအဖွဲ့တွေက မောင်နှောမြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်များမှာ AA test gun တွေကိုတိမ့်ပိုက်ရယူရန်အတွက် စိတ်ဝင်ထိုးဖောက်ခြင်းဘင်္ဂလားဒေ့ရှ်ဗတ်ချမ်းမှနောက်ရှက်ပစ်ခတ်ခြင်းခြုံခိုးတိုက်ခိုက်ရန်စီစဉ်ထားခြင်းဒရုန်းနဲ့ကင်းထောက်ခြင်းစစ်ကူလာမဲ့နေရာတချို့ဖြတ်တောက်ပိတ်ဆို့ထားခြင်းတို့ပါဝင်တဲ့စခန်းသိမ်းရန်ရည်ရထားတဲ့တိုက်ခိုက်မှုမျိုးပြုလုပ်မဲ့အရေးအယောင်တွေစတိုက်တွေ့လာရကြောင်းလဲထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ဒါပြင် အာစာ RSO အဖွဲ့တို့ကစစ်ကောင်စီနဲ့အနီးကပ်ပူးပေါင်းက AA စခန်းတွေကိုတိုက်ခိုက်လျက်ရှိတဲ့အပြင်စစ်ကောင်စီကအဲ့ဒီအဖွဲ့တွေကိုလက်နက်ခဲယံ 6ပန့်ဂျင်တွေကိုစက်တိုက်ပြုတ်လုံနေတယ်လို့လည်းဆိုပါတယ်။ဆက်လက်ပြီးတော့စက်တင်ဘာ16ရက်နေ့ကအာဆာအဖွဲ့တွေက point 601စခန်းကိုစတင်တိုက်ခိုက်ပြီးဒုတိယနေ့မှာစခန်းရဲ့ပထမအဆင့်ရှိအတုံးမပြုတ်သောအဆောင် ပြက်တွေကိုအင်အားအနှဲငယ်နဲ့ခိတဝင်ရောက်နိုင်ခဲ့ပေမဲ့တံပြန်ထိုးစစ် ခုခံစစ်တွေနဲ့အတူအေအေဘက်ကစစ်ကူတွေရောက်ရှိလာချိန်မှာအာဆာတပ်ဖွဲ့တွေကဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အာရခဒေသတွေမှာထွက်ပြေးသွားတယ်လို့သိရပါတယ်။စတိမာတတိယပတ်မှလက်ရှိတိုက်ပွဲဖြစ်ပွားတဲ့အချိန်အတွင်းမှာအေအေနဲ့အာဆာတို့ထိတွေ့တိုက်ပွဲ၁၂ကြိမ်ရှိခဲ့ပြီးတော့အာဆာတပ်ဖွဲ့ဝင် အလောင်းအချို့နဲ့စစ်အုံဆောင်ပစ္စည်းတွေကိုသိမ်းဆီးနိုင်ခဲ့ကြောင်းအာဆာအဖွဲ့တွေရဲ့ BG အာစာဖွဲ့တွေကို BGB အရာရှိတချို့ကအပေးထောက်ခံကူညီမှုတွေရှိနေတဲ့အပြင် BGB စခန်းအနီးမှာပဲအာစာစခန်းတချို့အခိုင်အမာတက်ဆွဲထားတယ်လို့အေကထောက်ပြထားပါတယ်။ဒါပြင် အာစာဖွဲ့တွေကဒေသခံပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်ခဲ့ပြီးတော့သူတို့ရဲ့တပ်ဖြတ်မှုကိုဖျောက်ဖျက်ရန်အတွက်ပြည်သူတွေရဲ့အလောင်းတွေကိုအာရခတက်တော်ယူနီဖောင်းတွေကိုအစားထိုးဝှစ်ဆင်ပေးထားတယ်လို့လည်းဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာတကြောပြန်စခန်းချလာတဲ့အာဆာ RSO အဖွဲ့တွေကအာရခဒေတာမှာပြည်သူလူထုရဲ့လုံခြုံရေးကိုဓာတ်ရိုက်ချိန်ချောက်စေတီတာမကနိုင်ငံသားယင်းနီမြုံနှံမှုများလာရောက်ယင်းနီမြုံနှံတဲ့နိုင်ငံသားသားတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုပါအတွယ်ဝိုက်ချိန်ချောက်ရာရောက်တာကြောင့်နိုင်ငံတကာအတိုင်းဝိုင်းတွေအနေနဲ့စောက်ကြည့်ထိမ့်သိမ့်ပြရန်လိုကဘင်္ဂလားဒေ့ရှ်အစိုးရကမိမိတို့ရဲ့အဖွဲ့အစည်းကြားနှစ်ဖက်ပြေလည်ရန် နီလန်းများအမြန်ဆုံးရှောက်ဖွေပြီးတော့နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမျိုးကိုသာဦးစားပေးလှုံ့ဆော်တင်တယ်လို့ AA ကဘင်္ဂလားဒေ့ရှ်အစိုးရကို အကြံပြုထားပါတယ်ရှင်။တစက်ထဲမှာပဲရခိုင်ပြည်နယ်တန်တွဲမြို့ကိုဂျက်ဖတ်စစ်တပ်က မနေ့ညပိုင်းမှာဘုံကျဲတိုက်ခိုက်တာကြောင့်ဒေသခံတယောက်တေဆုံးပြီးတော့ကလေးပါဝင်9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတည်င်းအမြင့်ထံကနေသိရပါဗျ။အရခတ်တော် AA ထိန်ချုပ်ရာတန်တွဲမြို့အမတ်လေးညောင်ပင်စေးရက်ကွက်ကိုစစ်တပ်ကစက်တင်ဘာ28ရက်နေ့မနေ့ည8နာရီကျော်မှာနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ဘုံပောက်ကွဲမှုကြောင့်ဥညင်ညီ58နှစ်တေဆုံးခဲ့ပြီးတော့မောင်တန်းစင်ဖြို6နှစ်မောင်အောင်တီဟာဆို14နှစ်ဒေါခခင်ထေး 38နှစ်ဒေါခင်ထွေး53နှစ်နဲ့ဦးထွန်းနိုင်မင်း42နှစ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဟာအေအေထိန်ချုံရတန်တွဲမြို့အပါဝင်အန်ကွာနဲ့တောင်ကုန်းမြို့နယ်တို့မှာရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားတာလည်းဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီကသူတို့ရဲ့အတူရောက်ရွေးကောက်ပွဲနှီးလာလေလေနိုင်ငံနဲ့လေချောင်းဘုံကျဲပြီးတော့မြို့ရွာတွေကိုဖျက်ဆီးမှုတွေပိုလှုပ်ဆောင်လာလေလေဖြစ်ပါရဲ့ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံနဲ့စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်လို့ကာဇက်စတန်သမ္မတကမင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ်မှာပြောကြားခဲ့တယ်လို့စစ်ကောင်စီရဲ့ယနေ့ထုတ်သတင်းစာမှာဖော်ပြထားပါတယ်။စတင်မှာ29ရက်နေ့ကကာဇက်စတန်နိုင်ငံသမ္မတနန်းတော်မှာသူတို့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံစဉ်မှာကာဇက်စတန်သမ္မတကမြန်မာနိုင်ငံနဲ့စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကမြန်မာနိုင်ငံကအရှိတောင်အာရှရဲ့တောင်ပိုင်းမှာရှိတဲ့နိုင်ငံတနိုင်ငံဖြစ်ပြီးတော့ကာဇက်စတန်နိုင်ငံကလည်းရုရှားနိုင်ငံပတ်မှကြည်ပါကတဲယူပို့ဆောင်ရေးပိုင်းဆိုင်ရာလုပ်ငန်းတွေမှာအကောင်းဆုံးဖြတ်သန်းဆောင်ရွက်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့်နိုင်ငံစီးပွားရေးဆိုင်ရာပူးပေါင်းပါကရုရှားနိုင်ငံသားမကအရှိတောင်အာရှနိုင်ငံတွေနဲ့လည်းပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ယုံကြည်တယ်လို့ပြောလိုက်ပါတယ်။ ဒါအပြင်ကုန်သွယ်ရေးနဲ့ကုတန်ရောင်းဝယ်ရေးခဏစိုက်ပျိုးမွေးမြူရေးခဏကုန်ပစ္စည်းများတည်ယူပို့ဆောင်ရေးခဏရေနံသဘာဝကြောင့်ွေနဲ့တထုတူဖို့ရေးခဏမြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုခဏတို့ကိုဆွေးနွေးခဲ့တယ်လို့လည်းသိရပါဗျ။မေအောင်လိုင်ကကာဇက်စတန်နိုင်ငံကိုပထမဦးဆုံးလာရောက်တဲ့မြန်မာနိုင်ငံကခေါင်းဆောင်တအူဖြစ်တယ်လို့လဲကာဇက်စတန်သမ္မတကပြောဆိုခဲ့ပါတယ်ရှင်။ ဒီနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG Federal ရေးရာဝန်ကြီးဌာနဒူးဝင်ကြီးဦးချစ်ထွန်းကင်းစာရောဂါနဲ့ကွယ်လွန်သွားကြောင်း NUG ရဲ့သတင်းထုတ်ပြန်ချက်နဲ့သက်ဆိုင်ရာသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါဗျ။ Greeny ပြည်လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦး KNPLF ရဲ့ဗဟိုကော်မတီဝင်လည်းဖြစ် NUG Federal ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးလည်းဖြစ်သူဦးချစ်ထွန်း မာခူးဤချစ်ထွန်းကစက်တင်ဘာ28ရက်နေ့မှာနိုင်ငံရေးဘဝအတာဝင်များထမ်းဆောင်ရင်ကွယ်လွန်တိမ်ပါသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ကွယ်လွန်တာကအသေးကင်ဆာတီးတဲ့အချိန်မှာကင်ဆာအဆင့်၄ရောက်နေပြီ။ကင်ဆာအမြင့်တွေကပြန့်ပြီးတော့ကိုရင်းကလီဇာတွေပါထိကုန်တာဆေးစစ်ပြီးလို့တိရချိန်ဆေးကုဖို့လောက်ရင်မှပဲကွယ်လွန်သွားတာလို့အချင်းတွေကိုသိရှိထားတဲ့သတင်းမြစ်ကပြောပါရတယ်။ ဦးချစ်ထွန်းက2021ခုနှစ်ဧပြီလ16ရက်နေ့ကစပြီးတော့မြို့သားညီညွတ်ရေးအစိုးရ NUG Federal ရေးရာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ဒီကနေ့ညနေခင်းအနောက်ဆွမ်းရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင် စနစ်စိုးလောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေရှင်။